အမေရိကန်ဒေါ်လာကိုဒီလိုခက်ခက်ခဲခဲပြုလုပ်ထားကြပါတယ်။အားလုံးပဲမင်္ဂလာပါ။ဗကန်အထက်ထဲမဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အမေရိကန်ဒေါ်လာတရွက်ဖြစ်လာဖို့အတွက် Washington DC ဒါမှမဟုတ် Texas ပြည်နယ် Forward ကနေစတင်တာပါ။ဒီနေရာနှစ်ခုကနေတရက်ကိုဒေါ်လာ940တန်းလောက်ထွက်ရှိရရှိပါတယ်။ဒီကနေ့မှာတော့တစ်ကမ္ဘာလုံးကိုလွှမ်းမိုးချုပ်ကင်ထားတဲ့ American Dollar ကိုဘယ်လိုဖန်တီးထားသလဲဆိုတာတင်ဆက်ပေးသွားမှာပါ။စက်ကူပက်ဆန်ဆိုတဲ့စကားလုံးကိုတင်ကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်။ ဒါပေမဲ့ဒီငွေဆက်ကူတွေကတကယ်တော့ဆက်ကူမဟုတ်ပါဘူးဆက်ကူကိုတည်သားပြောဖက်ကနေလုပ်လို့ရှိပြီးဒီငွေဆက်ကူတွေကတော့85ရာခိုင်နှုန်းဝါကုန်နဲ့95ရာခိုင်နှုန်းရှော့ပင်တွေရောဆက်ထားတာပါ Green ဆက်ကူကုမ္ပဏီကဒီငွေထုတ်လုပ်ဖို့လိုအပ်တဲ့အထူးပြုပစ္စည်းတွေကိုပံ့ပိုးပေးပါတယ်တကယ်တော့ဒီကုမ္ပဏီဟာဒေမီနီရတဲ့ပစ္စည်းတွေအတွက်မူပိုင်ခွင့်ရထားပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာ Federal ငွေစနစ်စတင်ကြတဲ့ကဒီလုပ်ငန်းမှာလုပ်ကင်နေလို့ပါတခြားဘူးကူမှပိုင်ဆိုင်ခွင့်မရှိပါဘူးတင်းတင်းထားတဲ့အတိုင်းတရုတ်နေချင်းစီမှာ လုံခြုံရေးဆိုင်ရာအင်ကာရက်တွေထည့်သွင်းထားပါတယ်။စက်ရုံကနေထွက်တဲ့ဒီငွေစက်ကူတွေမှာတော့မြင်နိုင်မှာမဟုတ်ပဲအနီရောင်နဲ့ပြန်ရောင်းလုံခြုံရေးအမြင့်လေးတွေကိုပစ္စည်းတွေမှာထည့်သွင်းပြီးတော့ကြာပန်းဖြန့်ဝေထားပါတယ်။ဒီငွေစက်ကူတွေမှာတခြားအင်ကာရက်အစ်တတွေလည်းပါဝင်ပါတယ်။ဒါပေမဲ့ဒေါ်လာတန်ငွေစက်ကူတွေမှာတော့မပါဝင်ပါဘူး။ပိုတန်ဖို့ရှိတဲ့ငွေစက်ကူတွေမှာအလေးရောင်နဲ့ကြည့်ရင်မြင်နိုင်တဲ့ပုံတူရေးစာပုံတွေပါပါတယ်။ဒီလိုမျိုးပါနောက်ပြီးတော့ငွေစက်ကူတွေကိုစောင်းလိုက်မယ်ဆိုရင်အယောင်ပြောင်းတဲ့မေနေပါပါတယ်။ ။ဒါပြင်ဒေါ်လာတိုင်းငွေဆက်ကူတွေကလွဲလို့ကျန်တဲ့ငွေဆက်ကူတွေမှာတန်ဖိုးကိုဖော်ပြတဲ့အဆင့်မြင့်လုံခြုံရေးအကျိုးတစ်ချောင်းပါပါတယ်။အခုမြင်နေရသလိုပဲအလေးအောင်လည်းကြည့်ရင်မြင်နိုင်ပါတယ်။ဒီကျိုးတွေကထုပြစ်လုပ်ထားတာပါ။ဖွင့်လင်းမြင်သာပြီးတော့ခရမ်းလုံရောင်အောင်မှာတောက်ပါပါတယ်။တင်းမျက်စိနဲ့ခရမ်းလုံရောင်ကိုတိုက်ရမမြင်နိုင်ပေမဲ့တင်သိချင်ဒီကျိုးကဘလို့ပုံစံလဲဒီမှာကြည့်နေပါတယ်။တန်ဖိုးမျိုးမျိုးရှိတဲ့ငွေဆက်ကူတွေအားမတူညီတဲ့အယောင်တွေနဲ့တောက်ပါပါတယ်။ဒီငွေထုတ်တွေတဲကငွေဆက်ကူတိုင်းအားအစစ်မြင့်ထားတဲ့လုံခြုံရေးစာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့တခြားထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေလိုပဲငွေစက်ကိုထုတ်လုပ်ခြင်းဟာဂရုတစိုက်စီစဉ်ခြင်းမျိုးမရှိဘဲအခုလိုမျိုးဖြစ်မလာပါဘူးဒီမှာမြင်နေရတဲ့အတိုင်းငွေကြေးပေါ်ကဒီဇိုင်းတွေကိုအရင်ဆုံးလက်နဲ့ဆွဲပါတယ်ဒီလက်ဆွဲဒီဇိုင်းတွေကိုတည်ပြုပြီးတာနဲ့ဘီရိုရဲ့ပုံရိပ်ဆက်အတွက်တံပြားတွေကိုဖန်တီးပါလိမ့်မယ်အဲဒါကသူကြီးတဲ့တဲ့လုပ်ငန်းတစ်ခုပါကြည့်လိုက်မယ်ဆိုရင်ဒီတံပြားတွေကိုလည်းလက်နဲ့ပဲဖန်တီးထားတာတွေ့ရပါလိမ့်မယ်ဘန်ဒိုဂရက်လို့ခေါ်တဲ့ကိရိယာကိုအသုံးပြုပြီးစာလုံးထွင်းသူကနောက်ဆုံးဒီဇိုင်းကိုတံပြားတွေထဲထွင်းထုတ်ပါတယ် အဲ့ဒီတံပြားတွေကို master dial လို့ခေါ်တဲ့ပုံနဲ့ template တစ်ခုဖြစ်နေပုံတူပွားပါတယ်ဒီလုပ်ငန်းစဉ်တစ်ခုလုံးပြီးဆုံးဖို့ရှိရတိကြာနေပါတယ်ဒါပေမဲ့ဒီပြားတွေဟာတာမန်တံပိတွေမဟုတ်ပါဘူးပြင်ထန်တဲ့ပြားတွေကိုခန်းတိုင်းရှိဖို့အတွက် chromium နဲ့ electroplate လုပ်ထားတာဖြစ်လို့ဒီလောက်ထိထောက်ပါနေတာပါကံကောင်းထောက်မှစွာနဲ့ပဲဒီပြားတစ်ခုကိုဖန်တီးပြီးတာနဲ့ငွေဆက်ကူရဲ့အလဲမှာရှိတဲ့ပုံတူနဲ့စာသားလိုမျိုးတစ်ခုချင်းစီထွင်ထူထားတဲ့အစိပ်ပိုင်းတွေကိုလွဲပြောင်းဆက်ကိုအသုံးပြုပြီး ကျေစောဖေးထီလို့ပေါင်းစပ်လိုက်ပါတယ်ဒီလုပ်ငန်းစဉ်ကိုတော့ Serography လို့ခေါ်ပါတယ် Serography ကနေ Plastic Master ပြားတွေကိုလွှဲပြောင်းပြီးတော့ပြားလုပ်သူတွေကတစ်ချိန်တည်းမှာတူညီတဲ့ပြားအရာနဲ့ချီဖန်တီးဖို့အသုံးပြုပါတယ်ဒီလုပ်ငန်းစဉ်ကလဲပတ်နေတဲ့ဒေါ်လာငွေအလုံးအတွက်အဆင်ပြေပေးမယ် Benjamin Franklin နဲ့ပတ်သက်ပြီးတော့ထူးဆန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့စိတ်ဝင်စားစရာကောင်းတဲ့မိန်းကုံးတစ်ခုကိုဖြစ်ပေါ်စေနေပါတယ်။မကြသေးခင်ကကန်ခဲ့တဲ့ဒေါ်လာတရာတန်ငွေဆက်ကိုပေါ်ကထူးခြားတဲ့ပြရန်ကျိုးကိုတင်တတိထားမိကောင်းထားမိပါလိမ့်မယ်။ ဲ့ဒါကတိဘက်ဆန်အိတ်တွေကတခြားငွေနဲ့မတူပါဘူးအဲ့ဒါကခေတ်ပေါ်ဒေါ်လာ100တန်းငွေဆက်ကူဒီမှာအတူပြုလုပ်သူတွေရန်ကနေပုံမကခွင်နိုင်မှု 3D ကျိုးကိုအသုံးပြုထားလို့ပါငွေဆက်ကူတန်းမှာတိကျတဲ့ပြားတွေနဲ့စတင်တဲ့တခြားစင့်မြင်ထားတဲ့လုံခြုံရေးအင်္ဂါရက်တွေပါဝင်ပါတယ်။အဲ့ဒီအင်္ဂါရက်တွေကို micro printing လို့ခေါ်တဲ့လုပ်ငန်းစဉ်တစ်ခုကနေဖန်တီးနိုင်ပါတယ်။တင်ကြိုင်ထားတဲ့ငွေကြေးပေါ်ကတင်းငယ်ပေမဲ့ထူးခြားတဲ့မြင်းချောင်းတွေနဲ့အဆက်ပြောက်တွေကိုတင်တရီထားမိပါသလား။ငွေဆက်ကူတစ်ခုကိုယူပြီးတော့ရှာကြည့်လိုက်ပါ။ဒီမှာဒီမှာဒီမှာလေးတွေ့နေပါတယ်။ ဒါပေမဲ့အဲ့ဒီထဲမှာလေးမပါနဲ့ဆိုတာထည့်သွင်းထားတဲ့အမှုကြီးစားသားတွေကိုတော့တင်ရှာတွေ့မှာမဟုတ်ပါဘူး။ဥပမာဒေါ်လာတရာတန်ငွေဆက်ကူတစ်ခုကိုကြည့်ပါ။ Benjamin Franklin ရဲ့ကော်လာကိုတတိထားမိပါလား။ The United States of America ဆိုတဲ့စားသားတွေ့ရပါလိမ့်မယ်။ပြီးရင်တော့ USA ဆိုတဲ့စားလုံးသုံးလုံးကိုလည်းပုံတူရဲ့အောက်ခြေမှာတူညီတဲ့ရွေစားနဲ့ရေးထားတာတွေ့နေပါတယ်။ Micro Printing ဤပညာကိုအတူလုပ်ဖို့အရက်ခတ်ခဲ့ပါတယ်။ဒါကြောင့်မဲကျွမ်းကျင်သူတွေကဖတ်လို့မရတဲ့စားလုံးတွေကိုတွေ့ရင်အတူလုပ်ထားတဲ့ငွေဆက်ကူကိုတွေးသွားတာပါ။နောက်ထပ် offset ပုံနဲ့ချင်းလို့ခေါ်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဒီနီလန်းကို2ဒေါ်လာတန်နဲ့အထက်ငွေစက်ကူတွေပါအသုံးပြုပါတယ်။ပကြီဆွဲတဲ့နီလန်းနဲ့တူပါတယ်။ဒီစက်လုံးတွေကိုအထူးတန်လိုက်မိနဲ့တုံလင်းထားပါတယ်။သူတို့ကငွေစက်ကူရဲ့နှစ်ပတ်စလုံးမှာအယောင်သေးဆုံးနဲ့ပုံရိပ်တွေကိုတပြန်နဲ့တည်းပုံနေပါတယ်။ဒေါ်ဒေါ်လာတန်ငွေစက်ကူတွေမှာဒီနီလန်းကိုမသုံးပါဘူး။ဒါကြောင့်တခြားငွေစက်ကူတွေနဲ့ထိတွေ့မှုမှာအနည်းငယ်ကွာခြားပါတယ်။တင်တိထားကြည့်မယ်ဆိုရင်ဒီမီမှာသူ့ရဲ့ကိုပိုင်ပုံစံတစ်ခုရှိနေတာတွေ့ရမှာပါ။အရင်ဆုံးထွေးထုတ်ထားတဲ့ပြားတွေပေါ်မှာစတင်ပြီးတော့ နှိုးညံ့တဲ့ rubber ဆောင်းလေးစီရောက်သွားပါတယ်အဲဒီကလည်းငွေဆက်ကူလေးပေါ်ကိုရောက်သွားပါတယ်ဒီဆက်တရားတင်းမြက်နေပြီမှာမြင်ရတာတက်အများကြီးပူကြီးပါတယ်အရှင်90ပီရှိပြီးအလေးချိန်တန်ခွန်းနဲ့စေတီရှိပါတယ်ဒါပေမဲ့အရွေစားနဲ့အလေးချိန်ကြီးမှပဲသူတို့ဟာဖန်တီးတဲ့နေရာမှာတော့မမြန်ဘူးလို့မဆိုလိုပါဘူးဒီငွေထုတ်တွေကိုကြည့်မယ်ဆိုရင်တို့ဘလောက်မြင်မြန်ငွေထုတ်လို့နိုင်လေဆိုတာခံမှန်းနိုင်ပါတယ်။တနိုင်ကိုစားရွက်တထောင်ထိထွက်ရှိနိုင်ပါတယ်။ ဒါပေမဲ့ဒီဆက်တွေရဲ့နောက်ကွယ်ကလူသမားတွေကတော့ပါခွင့်ရေးမှမရှိပါဘူး။စားရွက်900တန်းမှတရွက်စီဆွဲထုတ်ပြီးအရာအလုံးမမှန်ကန်ကန်လှုပ်ဆောင်နေသလား။တေချာတိရှိစစ်ဆေးကြပါတယ်။တင်းရငွေကြေးပေါ်မှာအမှတ်သားကြံစီတဲ့နောက်ထပ်ပုံနှိမ့်နည်းတစ်မျိုးလည်းရှိပါတယ်။အဲ့ဒါကိုတော့ Interglio ပုံနှိမ့်ချင်းလို့ခေါ်ပါတယ်။ဒေါ်လာတထန်ငွေဆက်ကူတွေက offset ပုံနှိမ့်ချင်းကိုမခံယူတဲ့အတွက် Interglio ပုံနှိမ်ချင်းကိုချင်းချင်းခံယူပါတယ်။တခြားငွေဆက်ကူတိုင်းအတွက် Interglio ပုံနှိမ်ချင်းဟာ offset ပုံနှိမ်ချင်းရဲ့နောက်ထပ်ဒုတိယဆင့်ဖြစ်ပါတယ်။ Interglio ပုံနှိမ်ချင်းဟာငွေဆက်ကူ ငွေဆက်ကူပေါ်ကထင်ရှားတဲ့အင်္ဂါရက်တွေအားလုံးပုံတူကဏ္ဍများစလုံးများစသည်ကိုအလွတ်စာရက်တွေပေါ်မှာထည့်သွင်းနေဆင်ဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်အားတင်ရင်မြင်ခဲ့တဲ့တမ်ပနီနဲ့ခရိုမီယံပြားရီနဲ့စတင်ပါတယ်အဒုံးမင်းကိုထည့်သွင်းပြီးတော့ထွင်းထူထားတဲ့နေရာတွေမှာဝင်သွားမယ်ဆိုရင်ကျန်တဲ့မင်းတွေကိုတုတ်တင်ရှင်းလင်းပါတယ်အဓိကနေငွေဆက်ကူပေါ်ကိုမင်းရောက်သွားအောင်အလွတ်မင်းပြားပေးပြီးတော့မင်းကိုအနေငယ်မြင့်တက်နေတဲ့အသွင်ပြင်နဲ့အချောက်ခံရပါတယ်အရာကအတူလိုချင်းကိုတားဆီးတဲ့နောက်ထပ်နီးလန်းတစ်ခုဖြစ်ပြီးအကြောင်းရင်းကတော့အဲ့ဒီလိုမျိုးပုံတူကိုဖို့ရမ်းခက်ခဲလို့ပါ အင်တာဂလီယိုလုပ်ငန်းစဉ်တွေမှာရောသူ့ရဲ့ကိုယ်ပိုင်ထူးဖြူးဆက်တွေရှိပါသေးတယ်။အောက်ဆက်ပေါ်နေဆက်တွေလိုမျိုးပေါ့။သူတို့ဟာအခုလှုပ်လှုပ်နေကြပြီးတနအီကိုစာရွက်1000လောက်ထုတ်လုပ်နိုင်တဲ့အထိကိုမြင်ပါတယ်။ဒါပေမဲ့သူတို့ကိုထူးခြားစေတဲ့ချက်ကအင်တာဂလီယိုပေါ်နေဆက်တွေဟာငွေဆက်ကူတွေကိုအလိုမင်းဖိအားပေးပါတယ်။ဒါကြောင့်မဲ့ပြားတွေကိုအရန်ခံခဲ့အောင်ပြုလုပ်ဖို့တလိုပါတယ်။ဒါမဲ့သူတို့ဟာ offset bonus ဆက်တွေနဲ့မတူဘဲနဲ့ဒီချိန်မှာအယောက်တစ်မျိုးထပ်ပို့ပြီးတော့စာရက်တွေပေါ်မှာမတုံးနိုင်ပါဘူး။ဒီအထူးမြင်ချဖို့၃ရက်ထိကြာပါလိမ့်မယ်။ ငွေဆက်ကူရဲ့ထူးခြားတဲ့သွေးမျိုးကိုတင်ကန်စားရတဲ့အခါမှာအဲ့ဒါဟာအင်တက်ကလီယိုပုံနေချင်းရဲ့ရလက်ဖြစ်ပါတယ်ဒေါ်လာငွေတစ်ခုပေါ်ကအရာအလုံးကိုအနုကြည့်အဆင့်ထိစံတတ်မှတ်ထားပါတယ်ဒီတစ်ခုကလွဲလို့ပေါ့ငွေဆက်ကူတစ်ခုစီမှာအမှတ်စင်နေမဲ့ဘလို့ပါလဲတင်စင်းစားဖို့ပါလားဒီဆက်တီးဟာငွေဆက်ကူထုတ်တွေကိုပုံနေထုတ်လို့ရမှာအရန်တော်ပါတယ်ဒါမဲ့လည်းတစ်ခုချင်းစီမှာမတူညီတဲ့အမှတ်စင်နေမဲ့တွေပေါ်ပါတယ်အဲ့ဒါကပြဿနာတစ်ခုဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခြားအများပြပုံလေးထုတ်လုပ်တဲ့ပစ္စည်းတွေမှာမတူညီတဲ့နံပါတ်တွေမပါဝင်လို့ပါ။ ကန်ကောက်ထောက်မဆောင်တယ်ပဲအဲ့ဒါအတွက်လည်းဆက်တခုရှိပါတယ်ဒီစားလုံးပုံလေးဆက်အောင်ငွေဆက်ကိုတခုချင်းစီရဲ့နောက်ဆုံးစင်ကိုလှုပ်ဆောင်ပေးပါတယ်ဒီမှာသေးသေးချက်လက်အားလုံးကိုတွေ့နေပါတယ်အဲ့ဒါဒီမှာအစိမ်းရောင်ဒါမှမဟုတ်အနက်ရောင်မင်းနဲ့ရေးထားတဲ့အမှတ်စဉ်နံပါတ်တွေခွဲခြားသတ်မှတ်ထားတဲ့နံပါတ်တွေနဲ့ဗန်နိုင်းဌာနနဲ့ဖက်ဒရယ်ဘဏ်ရဲ့တစိုက်တွေပေါဝင်ပါတယ်ဒေါ်လာ၁၀တန်နဲ့အထက်ငွေဆက်ကူကိုကင်ထားမယ်ဆိုရင်ရဘတ်အောက်ကြီးကနံပါတ်ကိုလည်းကြည့်ပါအဲ့ဒီနံပါတ်ကိုထိကြည့်မယ်ဆိုရင်ထူးခြားတဲ့အတွင်မျိုးကိုခန်းစားရပါလိမ့်မယ်အဲ့ဒါကိုအယောင်ပြောင်းနေမင်းနဲ့ပြည့်လို့ထားပါတယ် ဒီမှာမြင်ရတဲ့အတိုင်းတင်ကြီးတဲ့တောင်းပေါ်မှုတည်ပြီးတော့ငွေကြေးနေရောင်ကနေအစိမ်းရောင်ဒီပြောင်းလဲသွားပါတယ်အဲ့ဒါကိုလည်းအတုလို့ဖို့အယံခက်ခဲ့ပါတယ်ကြတာဆိုတော့ငွေဆက်ကူဟာဒီခီးစဉ်ကိုဖျက်သွမ်းပြီးသွားပြီဆိုရင်တော့လေပတ်ဖို့တဲ့ဆင်းသက်ဖြစ်ပါတယ်။မဟုတ်သေးပါဘူး။အရင်ဆုံး offline ငွေကြေးစစ်ဆေးစနစ်အရင်ဆုံး offline ငွေကြေးစစ်ဆေးစနစ်လို့ခေါ်တဲ့ဒီဆက်ကိုဖျက်သန်းရပါအောင်မယ်။အဲ့ဒါဟာကင်မရာနဲ့အထူးပြု software တွေပေါင်းစပ်ထားတဲ့စနစ်ဖြစ်ပါတယ်။တက်ဆက်ကန်ကို စာရွက်နှစ်ရက်ခွဲလုံးနဲ့ဒီကင်မရာတွေရဲ့စစ်ဆေးမှုအကောင်တွေဖြတ်သားပါတယ်။သူတို့ကငွေဆက်ကူရဲ့နံပါတ်စလုံးကိုတပြိုင်နက်တည်းစစ်ဆေးပြီးတော့ထိရောက်တဲ့ပြင်ဆင်ကိုရှာဖွေပါတယ်။ဒီကင်မရာတွေကမယုံတဲ့လောက်အောင်ပဲတိကျစွာနဲ့အမားတွေကိုရှာဖွေနေပါတယ်။တကူကူအလံပြခံရမယ်ဆိုရင်ဒီဝင်တဲ့နေတွေကတယောက်ယောက်ကငွေဆက်ကူတိကျစစ်ဆေးပြီးတော့အမားပါတဲ့ငွေဆက်ကူတွေကိုဖယ်ရှားပြစ်ပါလိမ့်မယ်။ဒါပေမဲ့စာရွက်တစ်ခုလုံးတော့မဟုတ်ပါဘူး။ကောင်းတဲ့ငွေဆက်ကူတွေကိုတင်ဆဲထားပါလိမ့်မယ်။သူလူရာကတင်ကြိုင်ထားတဲ့ငွေဆက်ကူတစ်ခုချင်းစီအောင်ထူးခြားတဲ့ပိုးသွက်ခြင်းနဲ့စစ်ဆေးခြင်းလုပ်ငန်းစီကိုဖျက်ဆီးခဲ့တာပါ။ အများပြားထုတ်လုပ်မှုမှာတော့မှအဲ့ဒီအမှတ်စဉ်တဲ့ဘက်ဟာတချင်ချင်းမှာငွေဆက်ကူပေါ်ကတန်ဖိုးထက်အများကြီးပိုပြီးတန်ဖိုးရှိလာနိုင်တယ်ဆိုတော့ဘယ်သူသိနိုင်ပါလဲနောက်ဆုံးစစ်ဆေးမှုတွေပြီးသွားမယ်ဆိုရင်ငွေဆက်ကူတွေအားသူတို့ရဲ့နောက်ဆုံးခီးစဉ်အတွက်အဆင်သင့်ဖြစ်ပါတယ်သူတို့ရဲ့နောက်ဆုံးခီးစဉ်အတွက်အဆင်သင့်ဖြစ်ပါတယ်အဲ့နောက်ဆုံးခီးစဉ်အောင်ဝါရှင်တန်နဲ့ forward မှာရှိတဲ့ဘီရိုရဲ့ဆက်ယုံတွေမှာစတင်ပါတယ်ငွေဆက်ကူတွေကတောင်းလိုက်တဲ့အလျားလိုက်ဖျက်တောက်မှုတွေပြုလုပ်ပြီးငွေဆက်ကူတွေဟာသူတို့ရဲ့ဆန်ရွယ်စား အရှိ6.1လေးလက်မနဲ့အကျယ်2.61လက်မဖြစ်ကြောင်းသိကြစေတဲ့ဒီကီလိုတင်ဆက်တွေကိုဖျက်သန်းပါတယ်။အဲဒီကနေဆက်တွေကသူတို့ကိုဒီလိုမျိုးငွေဆက်ကိုတရပါတယ်။အုတ်ခဲပုံစံဖြင့်စီထုတ်ပြီးသူတို့ရဲ့တန်ဖိုးကိုဖော်ပြတဲ့ဒီကျိုးရင်းနဲ့ပတ်ပါတယ်။အဲ့ဒီအုပ်ခဲတွေကိုထုတ်ထဲမှာထည့်ပြီးတော့အထုပ်တွေကိုတော့ငွေဆက်ကို၄၀၀၀ပါတဲ့အစုဝေးဖြစ်နေထုတ်ပို့ပါတယ်။အဲ့ဒီလိုအစုဝေး၄ခုကိုဒီလိုမျိုးတက်တူတက်တာတွေထဲမှာထည့်ပါတယ်။အဲ့ဒါကိုတော့ skip လို့ခေါ်ပါတယ်။ Federal Bahadi ငွေတွေကိုတရားဝင် ထုတ်လုပ်ခွင့်ရှိတဲ့ အပွဲစည်းဖြစ်ပါတယ်အဲဒါကြောင့်မဲဒီလိုမလုံးမချင်းဒီစကစ်တွေကိုတန်ကြပ်ကကားရီပေါ်တီးပြီးတော့တီးကြတဲ့လမ်းကြောင်းတိုင်းဖက်ဒရယ်ဘန်တွေကိုတည်ဆောင်သွားပါလိမ့်မယ်တခါလေးလေးမှာသူတို့ကနှစ်ပေါင်းများစွာဘန်ထက်တွေထဲမှာရှိနေနေပါတယ်သုံးဖို့အစင်သက်ဖြစ်တဲ့အခါဖက်ဒရယ်ဘန်ကဘန်တွေနဲ့အကျွေးယူသမဂ္ဂတွေလိုမျိုးတာမန်စည်းဝါးဘန်နာရဲ့အဖွဲ့အစည်းတွေကနေစင်ပြည်သူတွေကိုဖြန့်ဝေပေးပါလိမ့်မယ်အဲ့ဒီဖွဲ့စည်းတွေကတင့်ကိုပြန်ပေးပါလိမ့်မယ်ဒီငွေဆက်ကူတွေကအတူရံဖြစ်ကြောင်းတွေးရှိမယ်ဆိုရင်များသောအားဖြင့်ဘန်စင်းကိုင်ဒါမှမဟုတ် ငွေကြေးကအမေရိကန်လျှို့ဝှက်ဝန်ဆောင်မှုကိုပို့ပေးပါလိမ့်မယ်။အဲ့ဒီဝန်ဆောင်မှုကတမရရဲ့တက်ကိုကောက်ခဲ့ဖို့တာဝန်ရှိသလိုနိုင်ငံရဲ့ငွေကြေးရဲ့ဂုဏ်သိက္ခာကိုလည်းထိန်းသိမ်းဖို့တာဝန်ရှိပါတယ်။ခီးရှိကြီးတို့ခုလိုထင်ရပေမဲ့ဒါအထူးရောက်တဲ့စနစ်တခုပါတန်ဖိုးပေါ်မူတည်ပြီးတော့ငွေဆက်ကိုတရက်ကို2.8ဆင့်ကနေ8.6ဆင့်ထိကုန်ကြပါတယ်။ဒါမှလည်းကျွေးစီတွေနဲ့ပတ်သက်လာရင်တော့ထိရောက်မှုရှိတဲ့စကလုံးကိုသုံးလို့မရပါဘူး။ဒီအသက်ဆက်ဆက်ထုတ်လုပ်ထားတဲ့ကြွေးစည်တွေဟာစီလူးထားတဲ့ဆက်တစ်ခုကနေထွက်လာပုံရပါပဲ။မျက်နှာပြင်အောက်မှာပို့ပြီးတော့နေနေတဲ့အရာရှိပါတယ်။အရေးဆုံးခြေခံချက်တွေကိုပြောကြရအောင်ပါ ဘေးနေကြွေပြားတွေကကွာတာကြွေပြားနဲ့ဘာကြောင့်မတူညီတဲ့ခံစားမှုမျိုးပေးတာလဲကိုကိုကိုမေးကြည့်ပါအဲ့ဒါကတစိမ့်တစ်ပိုင်းအားဖြင့်တော့တို့ကိုမတူညီတဲ့ပစ္စည်းတွေနဲ့ပြည့်လုပ်ထားလို့ပါဒါကြောင့်မဲတို့မှမတူညီတဲ့အရာတွေရှိနေတာပါဒီပင်းဒီတန်းကိုစစ်စစ်ပြည့်လုပ်ထားပေမဲ့ဂျင်းနေနဲ့ electro plate လုတ်ထားတာကြောင့်တို့ရဲ့ထူးခြားတဲ့တန်ကြီးရောင်ကိုရရှိပါတယ်ကွာတာရီနဲ့ဒိုင်းမာရီကတော့ကူပရိုနီကဲနဲ့ပြုတ်လုထားတာကြောင့်ပို့ပြီးတော့ငွေရောင်တောက်တဲ့အသွင်ပြန်ရရှိပါတယ်။ပို့ပြီးတော့ငွေရောင်တောက်တဲ့အသွင်ပြန်ရရှိပါတယ်။ကုန်ကျန်းတွေကိုစုဆောင်းပြတာနဲ့ဒီအရှိ1500ပဲရှိတဲ့ခွေတွေကိုဘယ်လိုမျိုးလုပ်ပြလို့ခေါ်တဲ့တက်တူပြားလေးဖြစ်နေလှီးဖြတ်ပါတယ်။ ဒီလိုမျိုးအလွတ်ပြားလို့ခေါ်တဲ့တက်လူပြားတွေဖြစ်နေလေးပြပါရယ်အသုံးမဝင်တဲ့လွတ်ပြားတွေကိုပြန်လဲအသုံးပြုပါရယ်အဲ့ဒီကနေအကျွေးစီတွေကိုအပူပေးဆက်တွေနဲ့ထည့်ပြီး950ဒီဂရီဖာရန်ဟိုက်ထိပူပေးပါရယ်အဲ့နောက်ကျွေးစီတွေကို6ခန်းအေဂျင့်တွေနဲ့တက်ဆင်ပြီးဒီလိုမျိုး6ခန်းဆက်တွေနဲ့ထည့်ပါရယ်ဒီလိုလုပ်ချင်းကသူတို့ကိုပုံသွင်းခြင်းမပြုလုပ်ခင်မှာပြော့ပြောင်းစေပါရယ်ပုံသွင်းခြင်းမှာဒီလိုမျိုးပုံသွင်းဆက်ကိုအသုံးပြုပြီးမြင့်တက်နေတဲ့အနာသက်ကိုဖန်တီးပေးပါရယ်သူတို့ရဲ့ထူးခြားတဲ့ဒီဇိုင်းတွေကိုရရှိပြီးတာနဲ့အကျွေးစီတွေကိုပုံသွင်းခွင့်ဖန်တီးခြင်းနဲ့ပုံသွင်းခြင်းလုပ်ငန်းစီကိုဖြတ်တန်းပါရယ် အဲ့ဒါကဘာကုစုလိုရာလေးသူတို့ကပူကြီးမြေမားတွေခြေနေကိုဖျက်တမ်းပြီးသွားပါပြီအခုဒီလိုမျိုးဖီအားလုံမေးပေးနေတဲ့ငွေသွင်းဆက်ကြောင်ဖီအားလုံမေးပေးခံရတော့ပါပါဒီဆက်ဟာတန်60ကနေ160တိဖီအားပေးနေပါတယ်ဒီချင်းတွေကြောင့်တင်မြဲမြင်နေကြကြွေးစည်းတွေပေါ်ကထင်ရှားတဲ့သေးသေးချက်လက်တွေကိုဖန်တီးပေးပါတယ်။ဒီဇိုင်းချိုးအကျင်းပေါင်းများစွာပုံသွင်းဖို့လိုအပ်ပါတယ်။ပုံသွင်းခြင်းပြီးဆုံးသွားမယ်ဆိုရင်ကြွေးစည်းတွေကိုအမိုင်းအနေအတွက်စစ်ဆေးပြီးတော့အားလုံးစိတ်ပြီးမယ်ဆိုရင်အလေးချိန်ချိန်ဆက်တွေကသူတို့ကိုလေးချိန်ချိန်ပြီးရေးတွက်ပါလိမ့်မယ်။အဲဒီနောက်အဲ့ဒီတဲထည့်ပြီးတော့ဖက်ဒရယ်ဘဏ်မြို့မြို့ကိုငွေဆက်ကူတွေပေးလို့ပဲတင်ပို့ပါတယ်။ ဒါပေမဲ့ရှေ့ကကျွေးစည်းပြုလုပ်တဲ့အနုပညာဟာမကြသေးခင်နှစ်တွေမှာအငင်းပေါ့ပွေရာဖြစ်လာပါတယ်။ငွေကြီးရတဖြည်းဖြည်းနဲ့ electronic စနစ်ကိုပြောင်းလဲလာတာနဲ့မြောင်းဒေါ်လာတရာတန်ငွေစက်ကိုတရက်ကို16.5ဆင့်ကုန်ကြပါမယ်။ပေးနေတဲ့ပြားကို3.69ဆင့်ကုန်ကြပါတယ်။ထိရောက်မှုမရှိတာပြဿနာတစ်ခုသာဖြစ်ပါတယ်။2019ခုနှစ်မှာလွတ်လပ်စွာတင်းချလက်ရယူခွင့်တောင်းဆိုမှုရအကျွေးစည်းတွေကိုထုတ်လုပ်တဲ့ American တင်းကားဆိုင်ရောအလေးချိန်ဆက်ချိန်ကြီးမှုမှားယွင်းခြင်းနဲ့ဒသမအမှန်မှားယွင်းခြင်းစတဲ့စည်းငိုင်းမှားယွင်းနေခန်းစားခဲ့ရကြောင်းသိရပါတယ်။ တင်းကားစက်ရုံမှာပေါဝင်ခြင်းနဲ့ဘေးကင်းလုံခြုံရေးဆိုင်ရာပြဿနာတွေလည်းရှိပါတယ်။ရိုက်မာတုံးနဲ့မိသက်စုအမျိုးတွေကနေညဉ့်ဉန်းမှုတွေဟာဒေသတွင်းရေပေးဝင်မှုတွေကိုထိခိုက်စေပြီးတရားစစ်ဆေးမှုများပြားဖြစ်ပွားခဲ့ပါတယ်။အမေရိကန်တင်းကားစက်ရုံ Philadelphia စက်ရုံဟာ2010ခုနှစ် OSHA စစ်ဆေးမှုမှာဘေးကင်းလုံခြုံရေးဆိုင်ရာ ARDA 48ခုနဲ့ပတ်သက်ပြီးမကြသေးခင်နှစ်တည်းမှာကွန်ကရစ်လွတ်တော်အမှတ်တရတရုတ်ဥကျွေးစီတွေအများပြားတိုးပွားလာတာကိုသိလျော်စွာနဲ့တုံ့ပြန်ဖို့ပြက်ကွက်တဲ့အတွက်အမေရိကန်တင်းကားစက်ရုံကိုဝေဖန်ခဲ့ပါတယ်။အကျွေးစီတွေတုံးတဲ့ခေတ်ဟာမကုန်သေးပေမဲ့ ဒီဝေဖန်မှုတွေကသူတို့ဟာတစ်ချိန်ချိန်မှာအဲ့ဒီလိုဖြစ်လာနိုင်တယ်ဆိုတော့အတိတ်ပဲတက်ရောက်ပါတယ်အားလုံးပဲတာယာပြောရှင်ချန်ပီယံတွေကိုပိုင်ဆိုင်နိုင်ကြပါစေ